2016အာဆီယံဆူဇူကီဖလားပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မှုအတွက်ပြင်ဆင်မှုအနေနဲ့မြန်မာနိုင်ငံမှာ၄နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတည်းအကျင်းပမှုရှိနေပါတယ်။ဒီပြိုင်ပွဲမှာဘယ်နိုင်ငံတွေကဝင်ပြိုင်မလဲ။ပြိုင်ပွဲပုံစံကဘယ်လိုဖြစ်မလဲ။စရတာတွေကိုတော့သတင်းထောက်ရှေ့ဘုတ်ကတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။2016အာဆီယံဆူဇူကီဖလားပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မှုအတွက်ပြင်ဆင်မှုအနေနဲ့မြန်မာနိုင်ငံမှာ၄နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတည်းအကျင်းပမှုရှိနေပါတယ်။ ဒီပြိုင်ပွဲကိုအာဆီယံနှစ်သင်းအပြင်အရှေ့အလယ်ပိုင်းသင်းသင်းကိုပါလာပြိုင်မှုဖိတ်ခေါ်သွားမှာပါလို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်တွဲဘက်တွင်ရင်မူဥက္ကိုသိန်းကပြောပါတယ်။ရထားတာတော့ကျွန်တော်က DNA စင်ကာပူပေါ့နော်။စင်ကာပူ Middle East အတင်းပေါ့ကျွန်တော်လေးစင်ပေါ့။လေးသိန်းပေါ့။အဲ့ဒါကိုကျွန်တော်ရထားတယ်။အဲ့တော့ event organizer နဲ့ကျွန်တော်ရထားတာလက်ရှိတော့လည်းအတင်းကတော့ဘယ်သိန်းနေ conference ဆိုတော့ကျွန်တော်ကရသေးဘူး။ဒါပေမဲ့လက်ရှိလောလောဆယ်အနေထားတော့ကျွန်တော်တို့ကဒီ MBC ဘောကိုကျွန်တော်ခေါ်ထားခေါ်မယ်ပေါ့။ဒီ DNA နဲ့မှာခေါ်ပြီးတော့ကျွန်တော်တို့ ဆွေးနွေးမယ်ဆွေးနွေးပြီးမှကျွန်တော်အတင်းတွေကျွန်တော်ဖိတ်လုပ်ပြီးကျွန်တော်တို့အကုန်လုံးအဖြစ်လေနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကိုလာမဲဇွန်လမှာကျင်းပပြုလုပ်မှာဖြစ်ပြီးအချိုဘလူးဝဲစင်ကနေစပြီးကစားမှာဖြစ်ကနိုင်တဲ့နှစ်သင်းကိုဘလူးဝဲကစားဖို့အစီအစဉ်ထားပါဗျ။လေရွေးစင်အသင်းအတွက်လေနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအပြင်ဥရောပခီးစင်တွေကိုလည်းစီစဉ်ထားတယ်လို့လေရွေးစင်အသင်းနီးပြချုပ်ဂက်စီစီကအခုလိုပြောပါဗျ။ မြန်မာနိုင်ငံမှာလေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲလုပ်ဖို့အဖွဲ့ချုပ်ကစီစဉ်နေပါတယ်။လက်ရွေးစင်အသင်းအတွက်ဒီလေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲပြင်ဥရောပမှာတော်လီကျင်းဖို့ခီးစဉ်တွေကိုလည်းစီစဉ်ထားတယ်။ခြေစမ်းပွဲကိုတော့ FIFA ပြက်ကရင်တိုင်းကစားသွားမှာပါ။မြန်မာလေးစင်အသင်းဟာလက်ရှိမှာကမ္ဘာဖလားခြေစစ်ပွဲနှစ်ပွဲကစားဖို့ကြံရှိနေသေးတယ်လို့ဒါမဲ့2016ဒီဇင်ဘာမှာလည်းစူဇူကီဖလားပြိုင်ပွဲကိုအင်ရှင်နိုင်ငံအဖြစ်ပြုလုပ်ကာရှင်ပြိုင်ကစားသွားဖို့ရှိနေပါတယ်။